အားလုံးမင်္ဂလာပါရှင်ကျမကတော့အမျိုးသမီးနဲ့ဆိုင်တဲ့ကျမ၏ဘူသူတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဝင်းဖြစ်ပါတယ်ဒီနေ့ကတော့ကိုဝင်ဆောင်အမျိုးသမီးတွေအတွက် healthy diet ဆိုတာဘာလဲဒီ healthy diet အပြင်ထပ်ပြီးတော့လိုအပ်တဲ့ဗီတာမင်တွေကဘာတွေလဲနဲ့ဒီစားစာတွေကိုရှောင်နေမယ်ဆိုလို့ရှိရင်မိခင်ရောကလေးပါဘာတွေထိခိုက်နိုင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် healthy diet ဆ so, no? ိုတာကတော့ဒီကိုယ်ဝန်ဆောင်မိခင်မှာမဟုတ်ဘူးပေါ့နော်ပုံမှန်လူသားတွေကလည်း healthy diet အနေနဲ့စားသင့်တယ်ဒါပေမဲ့ကိုယ်ဝန်ဆောင်မိခင်ကတော့ပိုပြီးတော့လိုအပ်တာပေါ့နော်ဒီ healthy diet ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်အလုံးသိပြီးကြတဲ့အတိုင်းပေါ့နော် carbohydrate protein fat ပေါ့နော်ဒီအစာအုပ်စု၃အုပ်စုကတော့အဓိကအမြဲပါဝင်နေပေါ့နော်အဲ့တော့ကိုယ်ဝန်ဆောင်မိခင်နေနေနဲ့ဆိုလို့ရှိရင် carbohydrate ကစားတဲ့အစာစာရဲ့ဝန်သက်ပေါ့နော်၃ပုံ၃ပုံပါသင့်တယ် carbohydrate ဆိုတာဘာလဲဆိုလို့ရှိရင်ဂျုံစံပြောင်းအာလူပေါ့နော်ဒီလိုအစာစာတွေက carbohydrate ထဲမှာပါပါတယ်နောက်တစ်ခုက protein ပေါ့နော် protein ကလည်း ဲ့ဝမ်သက်ပေါ့နော်သုံးဖို့တမုံပါတဲ့နဲ့အမနိုင်ငံမှာဆိုလို့ရှိရင်တော့ပေါ့နော်အသားကိုနည်းနည်းလေးပဲစားပြီးတော့ထမင်းကိုပူများများစားကြတာမျိုးပေါ့နော်အဲအဲ့လိုမျိုးအလေးချက်တွေကမှားတယ်ပေါ့နော်ဒီထမင်းကိုများများစားရတဲ့အတွက်ဒီကိုယ်ဝန်ဆောင်တွေမှာဆိုလို့ရှိရင်စီးကျိုးပူပြီးတော့ဖြစ်စေနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့လုံလောက်တဲ့အသားဓာတ်ကိုလည်းစားပြီးဖို့လိုတယ်ပေါ့နော်အအသားဓာတ်ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်အသားပါမယ်ငါးပါမယ်နောက်တစ်ခုကပဲမျိုးစုံပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဆရာမတို့ကကာဘိုဟိုက်ဒရိတ်ပရိုတိန်းပေါ့နော်နောက်တစ်ခုကကျတော့ဖက်ပေါ့နော်ဖက်မှာဆိုလို့ရှိရင်လည်း ဒီပြေးဝတဲ့အစီကိုစားသုံးပေးရမယ်ပေါ့နော်ပြေးဝတဲ့စီထဲမှာဘာပါလဲဆိုရင် vegetable wine လို့ခေါ်တဲ့ဒီဟင်းသီးဟင်းရွက်စီပါမယ်နောက်တစ်ခုကတန်လွင်စီတွေနောက်နေကြစီတွေပေါ့နော်ဒီလိုမျိုးလေးတွေပါဝင်တယ်ပေါ့နော်အဲဒီဟာတွေအပြင်ကိုမှဘာတွေစားတင်လဲဆိုတော့နှိုးတောက်တင်တယ်နောက်တစ်ခုက danger စားပေးတင်တယ်ပေါ့နော်အဲတနေ့ကိုရေအား6ခွက်ကနေ8ခွက်ထိကိုတောက်ပေးတင်ပါတယ်ကိုယ်ဆောင်မီမီရီနေနဲ့ပေါ့နော်စားတဲ့အစားအစာထဲမှာဒီ တီးရွက်တွေအတီးနှံနေလဲပါတဲ့နယ်ပေါ့နော်အဲကိုင်းဆောင်မေးကများသောအားဖြင့်ဝမ်းချုပ်တက်လဲပေါ့နော်အဲ့တော့ဒီလိုမျိုးအတီးနှံနေအတီးရွက်တွေကိုလုံလောက်အောင်မစားဘူးဆိုလို့ရှိရင်ဒီကိုင်းလိုက်ရင်လာတာနဲ့များဝမ်းချုပ်တက်ပြဿနာကိုခံစားရမှာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီအတီးနှံနေအတီးရွက်တွေကိုလည်းအဲပိုရှင်များများလေးစားပေးဖို့အကြံပြုချင်ပါတယ်နောက်တစ်ခုကဒီမစားတဲ့နယ်စားစားတွေကဘာလဲဆိုလို့ရှိရင်အစိမ်းဒါမှမို့လို့ရှိရင်မကြက်တကြက်ချက်ထားတဲ့အသားတွေငါးတွေနောက်တစ်ခုကကြက်ဦးတွေပေါ့နော်ဒီလိုမျိုးဟာတွေကိုမစားသင့်ဘူး no ဆိုလို့ရှိရင်လည်းတေချာပိုးတက်ထားတဲ့နွားနိုးတွေကိုပဲတောက်တုံးတဲ့ ယ်ပေါ့နော်နောက်တစ်ခုကကျတော့ coffee ပေါ့နော် coffee ကဒီခေတ်မှာအာတောက်တဲ့အလေးချင်ကြီးအများလာပြီဆိုတော့ကြတော့ coffee လည်းတောက်တတ်တယ်ဒါပေမဲ့ကိုဝင်ဆောင်တဲ့အချိန်မှာ coffee ကိုအဲအများဆုံးပေါ့နော်နှစ်ခွက်အထိပဲတောက်တင်ပါတယ်ဒီအရက်တွေဆေးလေးတွေရတော့ပြောစရာမလိုဘူးပေါ့နော်အဲ့တော့ကိုဝင်ဆောင်မိခင်နေအနေနဲ့ကအဓိကကရေဓာတ်ကလည်းလိုတဲ့အတွက်ကြောင့်မို့လို့ရေဓာတ်ကိုလည်းဖြည့်ဖို့အတွက်တနေ့ကိုရှိ6ခွက်ကနေ10ခွက်အထိတောက်သုံးပေးတင်ပါတယ် ပုံမှန် healthy diet ထဲမှာပေါ့နော်အာပါနေပင်မဲ့ကိုဝင်ဆောင်မိခင်တွေအတွက်ဆိုလို့ရှိရင်ထပ်ပြီးတော့လိုအပ်တယ်ပေါ့နော်ဗီတာမင်တွေ supplement တွေလည်းရှိရယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင် folic acid လို့ခေါ်တဲ့ဓာတ်တစ်မျိုးပေါ့နော် folic acid ကကြတော့ဒီ cells တွေတိဆောက်တဲ့နေရာမှာသူကထောက်ကူပြုတယ်ဒါကြောင့်မို့လို့ဒီခလေးလေးဖြစ်လာဖို့အတွက်ဆိုလို့ရှိရင် folic acid ကအများကြီးလိုအပ်တယ်ပေါ့နော်အာပုံမှန်ကိုဝင်ဆောင်မိခင်တွေမှာဆိုလို့ရှိရင်400 microgram ပေါ့နော်တစ်နေ့ကို400 microgram လောက်တော့အာလိုအပ်တယ်သူကကိုဝင်မဆောင်ခင်3လကနေစပြီးတော့ကိုဝင်ဆောင်ပြီး 3လအထိကိုတောက်တုံးပေးတင်တယ်ပေါ့နော်ဒီကောင်ကလုံလောက်မှုမရှိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်တတ်လဲဆိုရင် neural joint defect လို့ခေါ်တယ်ဒီအုံနောက်နဲ့အာယုံကြောမာကြီးပေါ့နော်ဒီကြောရုပ်ထိဆင်းသွားတဲ့အာယုံကြောမာကြီးမှာဒီပြဿနာတွေဖြစ်တတ်တယ်ပေါ့နော်သူကอืมကိုဝင်ဒီ develop ဖြစ်နေတဲ့အချိန်မှာပေါ့နော်ဒီ၄ဘက်အတွင်းမှာပဲပိတ်သွားရမယ်ဟာကိုမပိတ်ဘဲနဲ့ဒီ ကလေးရဲ့ဒီကြောရိုးမှာပေါ့နော်ကြောရိုးတွေကလည်းမပိတ်ပဲနဲ့ပွင့်ပြီးတော့ကြောဘက်မှာအလုံးတွေဖြစ်တတ်တယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ဒီနောက်ပိုင်းကြာလို့ရှိရင်ကလေးကခွဲစိတ်ခံဝင်ရတာတွေနောက်တစ်ခုကကြာအောက်ပိုင်းသိရတယ်ဒီလိုမျိုးတွေအထိဖြစ်နိုင်တဲ့အတွက်ဒီ folic acid ကအရေးကြီးတဲ့ဓာတ်တစ်မျိုးအစားအစာထဲမှာပါတယ်ဆိုပေမဲ့မိခင်တို့ကထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့တောက်သုံးရမယ့်အထက်မှာပါပါတယ်နောက်တစ်ခုကစီးချိုရှိမယ်ပေါ့နော်အမေမှာစီးချိုရှိမယ်နောက်တစ်ခုကအရင်ကလေးကဒီလိုမျိုး neural juice defect နဲ့မွေးလာတယ်နောက်တစ်ခုကကြာတော့အမေကအတက်ယောဂဆီးတွေတောက်နေတယ်နောက်တစ်ခုကကြာတော့ဒီ ARD လို့ခေါ်တဲ့ဒီ HIV ပေါ့နော်ဆေးတွေတောက်နေရဆိုလို့ရှင်လေဒီလိုမျိုး folic acid ကပုံမှန်ထက်ကိုလိုအပ်ပါတယ်ဒီလိုမျိုးမိခင်နေဆိုလို့ရှင်တော့လုံးဝတည်ချာချာလေးတောက်သုံးပေးဖို့အကြံပြုချင်ပါတယ်ရှင်နောက်တစ်ခုလိုအပ်တဲ့ဓာတ်ကတော့ iron ဓာတ်ဖြစ်တယ်ပေါ့နော်ဒီတန်ဓာတ်ကကြတော့ဒီမမေတွေရဲ့ဒီသွေးအားအတွက်ကို အရန်လိုအပ်တယ်နော်နှစ်ယောက်ဖြစ်လာပြီဆိုတော့ကြတော့ကလေးလေးအတွက်ပါသူရတွေကလိုအပ်တဲ့အတွက်ကြောင့် iron ဓာတ်ကအစားအစာအပြင်ဒီလိုမျိုးအပြင်ရနေပြီးတော့ကူပြီးတော့တောက်ပြရတယ်ပေါ့နော်အဲ့တော့ iron ကဘယ်ထဲမှာပါလဲဆိုလို့ရှိရင်အနီရောင်ရှိတဲ့အသားတွေအဆင်းရောင်ရှိတဲ့အရွက်တွေပေါ့နော်ဒီလိုမျိုးအအသားငါးတွေကိုစားပြီးလို့ရှိရင်လည်း iron ဓာတ်ကိုရတယ်နောက်တစ်ခုကကြတော့ဒီသဆိုင်ရာ OG တွေကလမ်းညွှန်ပေးတဲ့အိုင်ယွန်ပါတဲ့ supplement တွေကိုလည်းတောက်ပေးလို့ရတယ်ပေါ့နော်ဒီအိုင်ယွန်တောက်တယ်ဆိုလို့ရှိရင်တော့ခုနကဆရာမတို့ကိုဝင်3လကျော်မှပဲတောက်ပေးတယ်နေပေါ့3လကျော်ကနေမွေးကန်ဒီထိထားမှလို့ရှိ င်မွေးပြီးတဲ့6ပတ်အထိကိုအာရုံတောက်ပေးသင့်ပါတယ်နောက်တစ်ချက်အလိုအပ်တဲ့ဓာတ်ကတော့ဗာလဲဆိုရင်ဗီတာမင် D ဓာတ်ပေါ့နော်ဗီတာမင် D ဓာတ်ကဒီပုံမှန်အားဖြင့်ပေါ့နော်နေပူထဲမှာထွက်နေတဲ့အလုံးလုံးနေအောင်နဲ့ထိတွေ့ရဲဆိုလို့ရှိရင်တော့အများကြီးမလုံလောက်ပေမဲ့ဒီ အဆောက်အဦထဲမှာပဲအလုံးလုံးနေတဲ့မိတွေပေါ့နော်နေအောင်ကြိုးတိတ်ပြီးတော့မထိတွေ့ဘူးဆိုတော့ဟိုကိုဝင်ဆောင်မိခင်နေဆိုလို့ရှိရင်တော့ဗီတာမင် D ကိုလိုအပ်တယ်ပေါ့နော်ဗီတာမင် D ကတစ်နေ့ကို10မိုက်ခရိုဂရမ်လောက်ထိလိုအပ်တယ်အဲ့နော်သူကကြတော့ဘယ်ထဲမှာပါလဲခုနကပြောသလိုပဲအဲသားငါးတွေအသီးရွက်တွေရပဲအဓိကပါတယ်နို့တွေရပါတယ်ပေါ့နော်အဲ့တော့ဗီတာမင် D မလုံလောက်ဘူးဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုရင်အဲဆရာမတို့ဒီကိုဝင်ဆောင်မိခင်မှာဆိုရင်ကိုဝင်စိတ်တက်တဲ့အဲလက္ခဏာတွေရောဂါတွေဒီလိုမျိုး အထီကိုဖြစ်တတ်တယ်ပေါ့နော်ဗီတာမင် D နဲ့တာကဒါကြောင့်မလို့အခုနောက်ပိုင်းမှာလည်းဗီတာမင် D supplement တွေကိုကိုယ်ရင်ဆောင်တွေကတောက်သုံးပေးဖို့လိုအပ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီဗီတာမင် C ဗီတာမင် C ကကြတော့ဒီကိုယ်ရင်ဆောင်တွေမှာကဒီခန္ဓာကိုယ်ရဲ့ခုခံအားကပုံမှန်ထက်ကိုညော့နေနေတတ်တယ်ဒါကြောင့်မလို့ဗီတာမင် C လေးတွေတွဲတောက်ပေးခြင်းအပြင်အင်မျိုးတွေတက်လာပြီးတော့လွယ်လွယ်ကူကူပေါ့နော်အပြင်ပါနေပိုးတွေမဝင်ရောက်တော့ပေါ့နော်အဲနောက်တစ်ခုကကြတော့ calcium ပေါ့ calcium ကကြတော့အရိုးတွေကြွက်သားတွေဒါခလေးလေးအတွက်ကိုလိုအပ်တဲ့ဓာတ်တွေဖြစ်ပါတယ်ဒီဓာတ်တွေကလည်း ခုနပြောသလိုဆရာမတို့အစားအသောက်အုပ်စုထဲမှာအများကြီးရနိုင်တဲ့ဓာတ်တွေဖြစ်ပါတယ်ကိုယ်ဆောင်မေရီအနေနဲ့စားရမယ့်အစာတောက်တွေကိုမစားဘဲနဲ့ရှောင်နေရဆိုလို့ရှိရင်ခလေးအတွက်ကောမိခင်အတွက်ကောအန်ဒီယဖြစ်နိုင်တဲ့အထိဖြစ်နိုင်နိုင်ခလေးတွေမှာဆိုလို့ရှိရင်ခုနကအပေါ်မှာပြောခဲ့သလိုမျိုးပဲညူရချူဒက်ဖက်ပေါ့နော်ဒီအုံနောက်နဲ့အဟောင်းကျောဆိုင်တဲ့ပြဿနာတွေနောက်တစ်ခုကကြတော့လိုဘက်ဝိတ်လို့ခေါ်တဲ့ခလေးလေးကပေါင်မစေ့ဘူးနောက်တစ်ခုကလမပြည့်ဘူးပေါ့နော်အဲလမပြည့်တဲ့ခလေးမွေးလို့ရှိရင် သူကအကြအာယုံတွေချို့ရွင်းမယ်နောက်တစ်ခုကကျတော့နားတွေမကြားတာဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့သူက delay development လို့ခေါ်တယ်ဖွံ့ဖြိုးမှုနောက်ကျတယ်ပေါ့နော်သူများကလေးထက်စားလို့ရှိရင်ဖွံ့ဖြိုးမှုနောက်ကျတယ်နောက်သူမှာကိုယ်ခံအားတွေနည်းနေပြန်ပေါ့နော်ဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်အမေရီမှာဆိုလို့ရှိရင်လည်းခုနက vitamin D ဓာတ်တွေနည်းတယ်ဆိုလို့ရှိရင်ကိုယ်ဝင်စိတ်တက်တဲ့လက္ခဏာတွေနောက် anemia လို့ခေါ်တဲ့သွေးရနည်းရာတွေရှိလို့ရှိရင်ဒီနောက်ဆက်တွဲအနေနဲ့ဒီအမေမှာသွေးသွန်တဲ့ပြဿနာတွေနောက်တစ်ခုကကျတော့ postpartum depression လို့ခေါ်တဲ့အမေမှာမွေးပြီးတာနဲ့ depression ရတဲ့ပြဿနာတွေပေါ့နော် ဒီလိုမျိုးပြဿနာတွေအထိမြင်ဆာရနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကွန်ဆောင်မိခင်တွေအနေနဲ့လိုအပ်တဲ့အစားအသောက်ကိုဟိုခုလိုမျိုးစင်မပြောပြီးသိရှိပြီးတော့လုံလောက်လောက်တွေစားပေးပါလို့အကြံပြုချင်တယ်တချို့ရှေးလူကြီးတွေကရှိတယ်ပေါ့နော်အဲကွန်ဆောင်မမေတွေဒါမို့လို့ရှင်မွေးပြီးတဲ့မမေတွေဆိုလို့ရှိရင်အထမင်းစီဆန်းနဲ့ငါးကြော်နဲ့ပဲစားစားကြော်နဲ့ပဲစားကျန်တာတွေမစားနဲ့ပေါ့နော်အရွက်တွေပဲတွေဒါဆိုလို့ရှိရင်စားလို့ရှိရင်ကလေးတွေလေထတတ်တယ်ပေါ့နော်ဒီလိုမျိုးပြောတာရှိတယ်ပေါ့နော်အဲ့တော့မေရီနေနေကအဲ ဆရာမတွေဆရာတွေကျွမ်းကျင်တဲ့ OG တွေပေါ့နော်အဲသူတို့တွေရဲ့ပြောစကားတွေကိုတေချာလေးလိုက်နာပေးပါလို့ဆရာမကအကြံပြုချင်ပါတယ်အဲဒီဗီဒီယိုလေးကကွန်ဆောင်မီမီတွေအတွက်ထောက်ကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်